နောက်တစ်ပွဲ UFC ပွဲကြောင်းပြောမယ်။ဘောင်စင်ပွဲတက်ဆိုင်ရဲ့ UFC ပွဲကဆယ်စားလောက်တာလေဗျ။ရေခဝါတယ်ဘာမဆိုလဲဖြစ်နိုင်တယ်ဖြစ်လဲဖြစ်ခဲ့တယ်။ရိုင်နီယာတို့ပွဲကိုပဲကြည့်ဗျ။ဘိုးနိခေကိုဒူးနဲ့ KO ကြပါလိမ့်မယ်လို့ဘသူထင်ထားမှလဲ။ခမယောက်လည်းထင်ထားမှမဟုတ်ဘူး။ပွဲတွင်းမှာသတိထားမိတာကလူကောင်တော့ကွာတယ်။ဘိုးနိခေကအများသောအားဖြင့်ကသူက normal win နဲ့ပဲဆော့တယ်။ weight ကသိမ့်မလုပ်ဘူး။ weight ကြောင့် ရိုင်းနီယာနိုင်သွားတာလားဆိုရင်အဲ့လိုတော့လည်းမဟုတ်ပါဘူးတရားမှုတော့ရှိပေမဲ့အဓိကနိုင်သွားစေတာကဂိမ်းပလန်ပါရိုင်းနီယာရဲ့ဂိမ်းပလန်ကရှင်းတယ်ဝယ်လုံးဖို့ဘယ်ကောင်မှဖြစ်ဖြစ်တိုးထက် level မြင့်မြင့်နိုင်ငယ်အကုန်လုံးကိုဝယ်လုံးရတဲ့တတိသူ့မှာရှိတယ်ဘောနစ်ခဲကိုဝယ်လုံးဖို့လည်းသူပြင်ဆင်ထားပြီးသားပါအကဲကြီးလုံးလုံးမရဘူးဆိုရင်အတိုင်းအတာတစ်ခုတည်းရှင်ထိုးဖို့ second plan အနေနဲ့လေ striking ကို share ပြင်ဆင်လာတယ်အဲ့ဒါကဒီပွဲရဲ့အဆုံးဖြတ်ဖြစ်သွားစေတဲ့အချက်ပါပွဲဆက်တာကျင်းမှာဆရာသမားကဝင်လုံးတာပဲ ဘောနိခဲကကင်တွယ်နိုင်ပါတယ်ကလစ်ဟိုအန်တာဟုတ်ကနေတွန်းထားလဲတတရာလေးမဟုတ်ရင်တော့မှကင်တွယ်နိုင်တယ်လို့ပြောလို့ရပါတယ်စိုက်ကွန်ထရိုးမှာတော့ရုပ်ကန်လိုက်ရတယ်ရန်နီယာလည်းဖိထားနိုင်တယ်သာပြောတာဆမရှင်ထရန်ဆီရှင်ကိုအပြည့်ဝတော့မပြောင်းနိုင်ရှာဘူး ground byte မှာရန်နီယာကဖိဆော့နေလို့သာတာတယ်လို့အကြမ်းမြစ်ဆုံနိုင်ပေမဲ့အရင်မကွာဘူးလို့ပဲဒီနေရာမှာပြောရမယ်ဒါပေမဲ့ဒုတိယချီမှာဘောနိခဲမောနေတာတွေ့ရတယ်ဘဇက်ကနေအသက်ရှူနေရပြီအာရန်နီယာကထပ်ပြီးတော့ချစ်ပြေးဆွဲတယ်တန်စကနာမှာရန်နီယာဒူးတွေစင်တိုက်တယ်မျက်နှာပြတ်ထွက်သွားတယ် နောက်တစ်ခါလူချင်းပူးတဲ့အချိန်မှာဒိုးတစ်ချက်ကလီဗာနာကိုဝင်သွားတယ်ပထမတစ်ခါထိထားတဲ့နာနေရဲ့နေရာကိုပဲထပ်ထိတော့လုံးဝပြုတ်ကျသွားပါတယ်ဒိုင်ပွဲရက်သွားပါတဲ့ဘသူထင်သားမှလည်းဗျာဘိုးနေခဲကို striking ဘိုင်းနဲ့နိုင်လိမ့်မယ်လို့ submission ဆိုရင်တော့မှဖြစ်နိုင်ပါသေးတယ်မထင်မှတ်ထားတာမမျော်လင့်ထားတာကို Rania ကလုံးပြသွားပါတယ်ပွဲပြီးမှလည်း Strickland ကိုစိန်ခေါ်သွားပါတယ် Rania ကြီးကတော့ UFC မှာတော်တော်လေးကိုကျန်နေပါပြီ ထပ်ပြီးတော့သူနောက်ထပ်ဘယ်လိုနဲ့ထပ်တွေ့မလဲသူပြောထားသလိုရောဖြစ်နိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်ဟုတ်ပြီ main event ပွဲ Cody Sahagan နဲ့ Davidson Fagredo Fagredo ကမီးကိုမီးနဲ့မတိုက်တတ်ဘူး ိုရီးယား striking byte အားသာတယ်သူမလို့ရှင်းမထိုးခြင်းဘူးရှင်းလည်းမထိုးဘူး ground byte ကိုသွားခြင်းနဲ့ game plan နဲ့လာတယ်ချေပြေးဆွဲတယ်ကိုရီးယားတက်နိုင်တဲ့လောက်တော့ခွာဆော့တယ် back position ပေးရတယ် hit hook ဆွဲလို့ရတဲ့အနေထားတွေရတယ်ခြေထောက်ကိုပဲအာယုံဆိုင်နေတော့ကိုရီးယား hammer fist တွေထုတယ် imanari ashigarami ကနေပြီးတော့ fully hit hook nibati ရနိုင်လောက်တဲ့အနေထားတွေရခဲ့တယ်ဒုတိယအချိန်မှာ fragrate တို့ကအယောင်ပြရှင်ထိုးပြီးတော့ ground ကိုခေါ်ဆော့တယ်တိုက်ရအောင်ထပ်ယူတယ်၃မိနစ်ဝန်းကျင်မှာ ground ကို၂ယောက်လုံးရောက်တယ်တယောက်ကို တလဲစီလောက် ground ဘိုင်းကို control လုပ်နိုင်တယ်လက်လော့တွေဝင်တယ်နှစ်ယောက်လုံးကတကယ်ကိုမှ50-50ဆိုတဲ့အနေထားတွေကိုရခဲ့ကြတာပွဲပြီးဖို့10မိနစ်ဝင်ချင်မှာကိုရီကဖက်ဂရီတို့ကို Imanari Ashigrami ကပဲလက်လော့ထပ်ဆွဲတယ်မရတော့ဒူးကိုညက်ပြီးတော့လိန်ထားတဲ့အနေထားကနေပဲဖိထိုးတဲ့အချိန်မှာဒူးက inside hihu ပုံစံဖြစ်ပြီးတော့ဒူးစစ်လဲထွက်သွားတယ်မိထားတဲ့ပုံစံကလည်းဒူးကိုခင်မူရပြောင်းဝင်ထားတဲ့ပုံစံပါချက်ချင်းလက်ပုတ်ပြီးတော့အရှုံးပေးလိုက်ရပါတယ် Devise Fagrito ကမော်ဆိုကနေတားကောင်ပြန်ဖြစ်သွားခဲ့တာပါ MMA ဆိုကလည်းဘာမဆိုဖြစ်နိုင်နေဆိုတော့ဖြစ်သွားခဲ့တယ်ပေါ့ဗျာသိကြတာကတော့အ ਨੇ ဆုံး6လလောက်နားရပါပြီကျွန်တော်အထင်အယုတ်ပြဲသွားရင်လို့ထင်ပါတယ် Okay ဒါလောက်ဆိုရင်တော့ဒီနေ့ထိုးသွားတဲ့ UFC Final ရဲ့ကောင်ပွဲနှစ်ပွဲကိုကျွန်တော်ရဲ့ပွဲပြီးဆုံးသက်ချက်လေးပွဲပေါ်အမြင်လေးပြောတာလုံလောက်ပြီလို့ထင်ပါတယ်ပွဲစဉ်အစားဆုံးကို Telegram မှာဝင်ကြည့်လို့ရပါပြီ Telegram search bar မှာ channel MSN ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရပါတယ်ကျွန်တော်ညော်တာပါ channel MSN ပါ တတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ